ထိုင်ဝမ်ကျွေးရာသီဥတုအမြဲပြောင်းလဲနေတာ ဆရာရဲ့စိတ်နဲ့စိတ်ထားကအမဲပြောင်းလဲနေတာကိုရှင်းညွှန်းတယ်။သူ့ရဲ့ပုံရိပ်တွေကအမဲပြောင်းလဲနေရဆိုတော့ငါရဲ့ယူဆချက်နဲ့ကအတူတူပဲ။ဝလင်းရဲ့လုပ်ရကြောက်ချန်ညူကို၃ရောက်ကမျက်နှာချင်းဆိုင်ကြီးမိလိုက်ကြပါတယ်။သူတို့ကဝလင်းကဘာတွင်းနေလဲဆိုတော့မမြင်နိုင်တာကြောက်ညင်သက်သွားပါတယ်။ရီရှင်ရဲ့စကားတွေကသူ့ရဲ့စိတ်ထဲကမြှို့ခိုးလေးကိုဖယ်ရှားပစ်လိုက်ပြီးဝလင်းရဲ့အတွေ့တွေကအယုံမှရှင်းနေသွားပါတယ်။ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်။ဘိုင်ဝေရဲ့မျက်နှာမူရအောင်ပြတ်တွင်းပြီးတော့အချိန်တွေအချို့ကိုနားလည်သလိုခံစားရပါတယ်။တောင်ကုန်းနောက်ဘက်မှာ တရားရုံးကစိုက်ထားတဲ့အဖေရောတစ်ပင်ရာရှိတယ်။အဲ့ဒါဘရောမပန်းပွင့်မှာမဟုတ်ဘူးလို့ပြောတယ်။ဒါပေမဲ့ပွင့်ခဲ့တယ်။ဒါပေမဲ့ပန်းပွင့်နေတဲ့အရှောင်းကအဖြူမှုတ်ပဲအနက်ဖြစ်နေတယ်။သူတို့ကအသက်ရှူချိန်၃ချိန်လောက်ပဲခံပြီးတော့ဖမှုဖြစ်သွားတယ်။အဲ့ဒီတော့ကလူတော်များကိုအန်အသင့်စေခဲ့တယ်။ငါကလည်းအဲ့ဒီမှာရှိနေတယ်။ပန်းတပွင့်ကိုငါယူနိုင်ခဲ့ရင်ကောင်းပါပဲလို့တွေးမိခဲ့တယ်။သူ့ရဲ့ဇကားရည်ရဲ့နောက်ကွယ်မှာပုံကွဲနေတဲ့အထိပယ်ရာရှိရမယ်။ အဲ့ဒီအဖျော်တစ်ပင်ဟာဘိုင်ဝေကိုရန်ကိုယူညွန်းတယ်အဖျော်တစ်ပင်ကပွင့်လို့မရဘူးဆိုတာသူကအစတည်းကယောက်ျားတယောက်ဖြစ်ပြီးမိန်းမတယောက်ဖြစ်လာတယ်ဆိုတဲ့အထိပ်ပဲပြီးတော့အဖျော်ပန်းနေရမမျော်လိမ့်ပဲပွင့်ခဲ့ပြီမယ်အဖျော်မဟုတ်ပဲအနေအောင်ဖြစ်နေတယ်လို့သူကပြောတယ်ဒါကပို့ပြီးတော့ရှင်းနေရပဲအကြောင်းတစ်ခုခုကြောင့်အနက်နဲ့အဖျော်ကပြောင်းပြန်ဖြစ်သွားပြီးယောက်ျားကနေမိန်းမဖြစ်သွားတယ်လို့ငါ့ကိုပြောပြနေတာ န်းကအသက်ရှူချိန်၃ချိန်ပဲခံနိုင်နေဆိုတာသူ့မှာထွက်သွားဖို့အတွက်အချိန်မရှိဘူးဆိုတဲ့အထိပဲဒါဒီအားလုံးကငါသူ့ကိုကယ်တင်နိုင်အောင်လို့သူကပြောပြနေတာဒါကြောင့်သူ့ရဲ့ချိန်ညချင်းနီးကိုမေးတော့ငါမေးတော့သူ့ရဲ့တုတ်ပြန်မှုကအသေးအံဖြစ်နေခဲ့တာငါ့ကိုတန်တရားဖြစ်စေပြီးသူ့ရဲ့စကားတွေကိုစဉ်းစားစီခြင်းလို့အရာကြောက်လေကောင်းကင်ဆာနာနှစ်ထပ်အမှုပညာလို့ငါ့ကိုပြောပြခဲ့တာရင်းစွမ်းရင်စီစဉ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ထူးဆန်းတဲ့အမှတ်သာ ုံမှန်အားဖြင့်သူဘသာသူပေါ်မလာတော့ဘူး။ဒါပေမဲ့ဘိုင်ဝီကကောင်းကင်ဆန္ဒနှစ်ထပ်အမှုပညာလို့ပြောလိုက်တဲ့အခါမှာပေါ်လာခဲ့တယ်။ဘိုင်ဝီကတခုခုသတိပေးခြင်းနေရ။ယာတီဥထုရဲ့ပြောင်းလဲမှုကြောင့်သူပြောခဲ့တာကိုဆက်ဆက်ချင်းသူကြောက်နေတဲ့အရာအလုံးစုံမရှိသူ။သူ့ကိုဒီလိုဖြစ်အောင်လို့လုပ်ခဲ့တဲ့သူကလည်းအလုံးစုံမရှိသူ။ဒါကောင်းကင်ကံကြမ္မာခိုင်းရနေငါ့ကိုထွက်လာခိုင်းရတဲ့အဓိကအကြောင်းရင်းပဲ။ဝလင်ကရုတ်တရက်ထားရပြီးချန်ကြီးကိုတော်ရုပ်ကိုကြည့်ကလက်နှစ်ဖက်ဆုပ်ပြီး ြီးညံ့သူမိတ်ဆွေတို့ကျွန်တော်ကအရေးကြီးကိစ္စတစ်ခုကိုကင်တွေရမှာမလို့နောက်ထပ်ထပ်ပြီးတော့အနောက်ဆက်မပေးတော့ပါဘူးဝလင်ကပြောပြီးရဲ့နောက်ရှူလီကိုဆွဲခေါ်ကသူ့ရဲ့တလောင်အိတ်ထဲကိုထည့်လိုက်ပါတယ်ပြီးတော့ချစ်တလန်းနဲ့ပြက်ကွက်သွားပါတယ်ချန်ညီကိုတောင်းရောက်ကလည်းအတော်လေးဥမှာဆွေးစွာဖြစ်သွားပါတယ်ခနာတာစဉ်းစားပြီးရဲ့နောက်အချောင်းပြက်ချက်တစ်ခုကိုမတွေးနိုင်ကြပါဘူးချစ်တလန်းနဲ့ဝလင်ကဘိုင်ဝေရဲ့အခန်းအပြည့်ကိုရောင်းနေပါပြီ အလုံးစုံမြင်ရှိသူရဲ့လူဝတ်ချက်တွေကိုသူကမသိခြင်းပေမဲ့အများအန်သတိထားနေရပါတယ်။အလုံးစုံမြင်ရှိသူကိုနားလည်မှသာသူကိုယ်သူကာကွယ်နိုင်မှာပါ။ထိုကြောင့်ဝယ်လင်းကဘိုင်ဝင်နဲ့ဘာတွေဖြစ်နေလဲဆိုတာအတိအကျသိချင်ပါတယ်။သူကပေါ်လာတဲ့ချိန်မှာအမေနိတန်ဖျော့ဖျော့ကိုပေးလိုက်မိပါတယ်။ဘိုင်ဝင်ရဲ့အခန်းအနေကန့်တချက်တစ်ခုရဲ့တုံ့ခံမှုကိုခန်းစားလိုက်ရပါတယ်။အရန်အောင်မှအားနေပါတယ်။ဝယ်လင်းရဲ့ချင့်ချက်မှုနဲ့တော့ထိုနေရာမှာမရှိရင်မသိနိုင်ပါဘူး။တစ်ခုခုကမားနေတယ်။ ဝင်လင်းရဲ့မျိုးလုံးလေးကလင်းလက်သွားပြီးသူ့ရဲ့ဝိညာဉ်စွမ်းအားကအခန်းထဲကိုတန်းဝင်သွားပါတယ်။သူ့ရဲ့ဝိညာဉ်စွမ်းအားကအာနေတဲ့ကန်သက်ချက်တုံခါမှုနဲ့ထိတွေ့သွားတဲ့အချိန်မှာအာကုံနဲ့တုံအားတစ်ခုအားပေါ်လာပြီးဝင်လင်းရဲ့ဝိညာဉ်စွမ်းအားနဲ့တိုက်မိသွားပါတယ်။ထိုအတန်ပဲ့တင်ထက်သွားပြီးချန်ညီကိုသုံးရောရဲ့အာယုံကိုဆွဲဆောင်သွားပါတယ်။ကျေလောင်တဲ့အတန်ဖြစ်ပြီးရဲ့နောက်ဝင်လင်းရဲ့မျိုးလုံးများလင်းလက်သွားပါတယ်။သူကအတင်းဖိလိုက်ပြီးအခန်းထဲကနေသူ့ရဲ့မျိုးလုံးလေးကရှင်းရှင်းလင်းလင်းဖြစ်သွားပြီးလူတစ်ယောက်မှမရှိတော့ပါဘူး။ဘိုင်ဝေကပျောက်နေတယ်။ ဘိုင်ဝေးချဉ်ညက်မှုအစင်တဲ့ငါနဲ့ချန်ညီကိုတွေမတိလိုက်ပဲထွက်သွားဖို့ဆိုတာမဖြစ်နိုင်ဘူးဒီလိုကန့်သက်ချက်တွေကိုသူကထားခဲ့ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးဘိုင်ဝေးကိုအတင်းခေါ်ဆောင်သွားဖြစ်ရမယ်ဘိုင်ဝေးကိုခေါ်သွားတဲ့လူကငါနဲ့ချန်ညီကိုထက်များစွာမြင့်မာတဲ့ချဉ်ညက်မှုအစင်ရှိရမယ်ဝင်လင်းရဲ့မျက်နှာထားကမှိုင်းညွှန်းနေပြီးသူ့ရဲ့မျက်လုံးတွေကမြန်ဆန်နဲ့ချင်းမြောင်းသွားပါလေမှားနေပြီတရားဟုတ်ကဘိုင်ဝေးကိုခေါ်သွားရင်အခန်းကိုဆောက်ရှောက်ဖို့အတွက်ကန့်သက်ချက်ကိုဘာလို့ထားခဲ့မှာလဲ ဝင်လင်းကတက်တဆိတ်နဲ့စဉ်းစားပြီးတော့နှောင်ပြောင်ပြောင်တစ်ခုကိုပြသလိုက်ပါတယ်ဝင်လင်းရဲ့ခန္ဓာကိုယ်ကတလက်လက်တောက်ပပြီးချက်ချင်းပဲပြောက်ကွယ်သွားပါတယ်သူကပြန်ပေါ်လာတဲ့အခါကောင်းကင်မှာရှိနေပါတယ်ထို့အချိန်မှာကဘာကြီးကိုမိုးရေရာဖုံးလွှမ်းနေပါတယ်မိုးတိတ်မြင့်ထဲမှာမိုးကြိုးတွေကလက်သွားပြီးမိုးကြိုးတန်တွေကဂျိုးတစ်ခုလုံးမှာပဲ့နေထန်းနေပါတယ်ဝင်လင်းရဲ့ဝိညာဉ်စွာကလည်းပြန့်နှံ့သွားပြီးပုံဝင်ချင်းကိုဖျက်ချလိုက်ပေမဲ့ဘိုင်ဝေရဲ့လက္ခဏာတစုံတရာအောင်မှမတွေ့ရပါဘူးဝင်လင်းကဘိုင်ဝေကထိုနေရာကိုဆွန့်ခွာသွားတာမဟုတ်ပဲသူ့ရဲ့ဝိညာဉ်စွာတွေကိုရှောင်ရှားနိုင်အောင်လို့ကောင်းကောင်းဝတ်ထားတယ်ဆိုတာကိုပဲသိပါတယ် သူ့ရဲ့ညာလက်ကလက်စိတ်တစ်ခုကိုဖဲလိုက်ပြီးကောင်းကင်ကိုလူမျိုးထိုးကမိုးဆင့်ခေါ်ခြင်းသူ့ရဲ့လက်ချောင်းကိုဝင်ရင်လိုက်တဲ့အခါကောင်းကင်မှာမိုးချိုးတွေကလက်သွားပြီးမြေကြီးကိုလင်းလက်စေပါတယ်ဝင်လင်းရဲ့ပုံဝင်ခြင်းအားမိုးရီအာလုံကလေထဲမှာခဲသွားပြီးရတန့်သွားပါတယ်ခနာအကြာမှာမမြင်ရတဲ့အားတစ်ခုကဝင်လင်းရဲ့လက်ချောင်းကနေထွက်လာပါတယ်ချက်ချင်းပဲကီလိုမီတာထုံမုံမြတ်စွာအတွင်းကမိုးရီအာလုံကိုထိုးအားဖုံးထားလိုက်ပါတယ်ကောင်းကင်ကမိုးတိတ်နေရနေဖြစ်ပေါ်လာတဲ့မိုးရီတိတိယအောင်မကြတော့ပါဘူး ကြံတဲ့မွေးစားအလုံးကလေထဲမှာနေရာမျိုးမှာခဲသွားပါတယ်။မိပင်အထက်တလမ်းမလောက်ပဲရှိရင်တော့လှုပ်ရှားမှုမရှိပါဘူး။မိုးစက်တိုင်းမှာထူးဆန်းတဲ့အားတစ်ခုကပေါဝင်ပါတယ်။အစုံမဲမူလအနှစ်စွမ်းရင်နေရာချက်ချင်းပဲဆူဝေးလာပြီးမိုးစက်တိုင်းကိုဝင်ရောက်သွားပါတယ်။ထိုအချိန်မှာကဘာကြီးကလင်းလက်သွားပြီးမူလအနှစ်စွမ်းရင်ရဲ့လှိုင်းလုံးကမင်းစားမျက်စိမျိုးကအဆွမ်းထက်တဲ့ကျဉ်တဲ့အားလုံးကိုတလုံးစေပါတယ်။ချန်ကြီးကိုတုံယောက်ကလည်းအန်အင်းစွာနဲ့ကောင်းကင်ကိုမော်ကြည့်လိုက်ပါတယ်။ရီချန်ကတော့တပင်းကိုချလိုက်ပြီးဒီလိုနီးပညာမျိုးကနိဗ္ဗာန်တန်းစင်သူကျဉ်တဲ့သူတွေရပဲအသုံးပြုနိုင်တာ။ သူကရေဦးလိုက်ပါတယ်ဝင်လီရဲ့မျက်လုံးတွေကလင်းလက်သွားပြီးသူ့ရဲ့လက်ကိုဖျင်းလိုက်ပါတယ်ခဲသွားတဲ့မူးစက်အားလုံးကနေခြေလောင်တဲ့အတန်တစ်ခုကလည်းထွက်လာပြီးဝင်လီရဲ့ပက်လက်မှာစူဝေးလာပါတယ်မျက်စိတမိတ်အတွင်းမှာပဲကြီးမားတဲ့ဝေကက်ကပေါ်လာပါတယ်မှုန်တိုင်းရဲ့စူညံတန်တွေကကောင်းဝင်းတစ်ခွင်မှာပဲ့တင်ထန်းနေပါတယ်ဝင်လီရဲ့ဝဉ္ညင်စွာကလည်းပြန့်နှံ့သွားပြီးဝေကက်ထဲကိုမရောက်သွားပါတယ်ပြီးတော့သူ့ရဲ့လက်နှစ်ဖက်စလုံးကလက်တစ်စိကိုဖယ်လိုက်ပြီးမြေပြင်ကိုညှို့လိုက်ပါတယ်မှုန်တိုင်းကအောက်ကိုပြိုကျသွားပြီးမူးစက်တွေမြေမတွန့်နိုင်အောင်နေရာအနှံ့ကိုပြန့်နှံ့သွားပါတယ် မိုးစက်တွေအားမိုးစက်တွေအများကြီးထပ်ပြီးကွဲထွက်သွားပြီးဝန်လင်းရဲ့ဝိညာဉ်စွမ်းအားအလုံးကပေါင်းရင်ပါတယ်ဝန်လင်းရဲ့ဝိညာဉ်စွမ်းကပုံအိတ်တွေမီးမတွန်းနိုင်အောင်ကွဲထွက်သွားသလိုပါပဲပုံအိတ်တိုင်းကသူ့ရဲ့ဝိညာဉ်စွမ်းကိုဖျက်ချလိုက်ကြပါတယ်ဝလင်းရဲ့ဝဉဉ်စွာရဲ့အကွာဝေးကိုတော့မတိုးစေမိမဲသူ့ရဲ့ရှောက်ဖွေမှုကိုပိုပြီးတော့တိကျစီပါတယ်။သူ့ရဲ့ဝဉဉ်စွာကိုဖျက်ချလိုက်တဲ့အခါဝလင်းရဲ့မျက်လုံးတွေကလင်းလက်သွားပြီးမှင်စာမျိုးဝါးနေကီလိုမီတာထောင်ပေါင်းများစွာအကွာဂျိုင်ဝမ်တစ်ခုမှရပ်တန့်သွားပါတယ်။သူကခြေတလန်းလှမ်းတဲ့အခါကျယ်လုံးတဲ့အတန်တစ်ခုကထွက်လာပါတယ်။ ဝင်လင်းကမူဂျိုတစ်ချက်အဖြစ်ပြောင်းလဲသွားပြီးကီလိုမီတာထမုံများစွာအကွာဂျိုင်ဝမ်စီကိုဥတီသွားပါတယ်ထိုအကွာဝေးကိုဖျက်ချော်ဖို့အတွက်မျက်စိတမိတ်အတွင်းမှာကြားလိုက်ပါတယ်ဂျိုင်ဝမ်မှာကန့်သက်ချက်တစ်ခုကရှိပေမဲ့ထိုကန့်သက်ချက်ကတုန်ခါမှုမပေးပါဘူးမိုးကိုအုံပြုပြီးသူ့ရဲ့ဝိညာဉ်စွမ်းအင်ကိုမြစ်တင်မထားရင်ထူခြားတာဘာမှမတွေ့နိုင်ပါဘူးသူကရောက်တဲ့အခါဝင်လင်းကဘာမှမလုပ်ပဲကန့်သက်ချက်ကအကွဲကြောင်းလေးတစ်ခုပဲပွင့်သွားပါတယ်ပြီးတော့တန်မာတဲ့အတန်တစ်ခုကထွက်လာပါတယ်အကူဝမ်း ဝင်ခဲ့ပါဘိုင်ဝေရဲ့မျက်နှာထားတည်ငြိမ်နေပေမဲ့သူ့ရဲ့စိတ်ကတလုံးနေပါတယ်ထိုအတန်ဘိုင်ဝေရဲ့တကယ်အစ်မအတန်ပါဒူဝါရင်အရင်အားဘိုင်ဝေရဲ့အတန်ကမိမဆန္ဒကြောင့်ယောက်ျားလားမိမလားဆိုတာကိုခွဲခြားခဲ့ပါတယ်ဒူဝါရင် ယခုချိန်မှာသူ့ရဲ့အတန်အတန်မှနေပြီးယောက်ျားတယောက်ရဲ့အတန်ဖြစ်တယ်ဆိုတာသိတာပါတယ်ဝယ်လင်ကမျက်မှောက်ချုပ်ပြီးကန့်သက်ချက်အကွဲကြောင်းလေးကိုဝင်ရောက်ကဂျိုင်ဝမ်ထဲကိုဝင်သွားပါတယ် ထိုထိုင်ဝမ်ကမိုးကနေကင်းကွာနေရာကြောင့်မိုးမဝင်ပါဘူး။ဂျိုင်ဝမ်ထဲမှာပန်းပိနေတဲ့အပင်နေရာပြင်းထန်နေပေမဲ့အလုံးကတည်ဆုံးနေရာကြပါပြီ။ရင်းဆွဲရင်းနေအများကြီးကထိုနေရာမှာစုဝေးနေပါလေ။ဂျိုင်ဝမ်ထဲမှာလူတစ်ယောက်ကလည်းထိုင်နေပါတယ်။ထိုလူကတော့ဘာပြေပါ။သူကရင်ထိုအရှင်ကဝန်လင်းရဲ့မျက်နှာထဲကအရှင်ကနဲ့အရန်ဥမှာခွာချပါတယ်။ဘိုင်ဝေရဲ့မျက်နှာတည်ငင်နေပြီးသူ့မှာရှိတဲ့မိမဆန်တဲ့အရှင်ကအလုံးကလည်းပြောက်ကွယ်သွားပါပြီ။ထိုအစားစိတ်ပိုင်းဖြစ်လာတဲ့ဟန်မျက်လုံးတွေကမိုးကျလို့လက်သွားပြီးတင်းမာတဲ့အရှင်ကသူ့ရဲ့ခန္ဓာကိုယ်ဝင်းရထားပါတယ်။ လက်ရှိသူ့မှာမိမတယောက်ရဲ့အသင်ပြေမရှိတော့ပါဘူးဘလူပဲကြည့်ကြည့်ချောမွားတဲ့ယောက်ျားတယောက်ပါဘိုင်ဝေကခဏတစဉ်းစားပြီးတော့အခုဝမ်းအံ့ဩသွားလာသူကဖြည်းဖြည်းချင်းမေးလိုက်ပါတယ်ဘိုင်ဝေကဂျိုင်ဝမ်ပေါ်ကကန်သက်ချက်တွေကိုကြည့်ပြီးငါရဲ့နာမည်ကဘိုင်ဝေဝမ်လင်းမင်းရဒီကိုလာတယ်ဆိုတော့ငါရဲ့စကားရဲ့အဓိပ္ပာယ်ကိုနားလည်လောက်မယ်လို့ထင်တယ် သူကပြောလိုက်ပါတယ်ဝလင်းကမျက်မှောက်ကျူသွားပါတယ်ဘိုင်ဝေရဲ့ခန္ဓာကိုယ်ထဲမှာရင်းစွမ်းရည်တွေရှိနေုံသာမကအင်မတန်အုံမပြင်းထန်နေပါတယ်အမှန်တကယ်တော့စိတ်ကူးလို့မရတဲ့အဆင်အုံတော်ရောက်နေပါပြီဒီလောက်ထိထူထပ်တဲ့ရင်းစွမ်းရည်ကကျဉ်းကျဉ်းသူတယောက်ရဲ့ခန္ဓာကိုယ်ထဲမှာပုံမလာတင်ပါဘူးထိုရာအဆိုင်ခဲဖြစ်ပြောင်းလဲသွားလောင်းအောင်ထိပြင်းထန်ပါတယ်ဘိုင်ဝေရဲ့ကျဉ်းကျက်မှုအဆင်နဲ့ဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ကဒီလောက်ထိရင်းစွမ်းရည်မျိုးမခံနိုင်တင်ပါဘူးအသက်ရှူရက်ပြီးအလောင်းဖြစ်သွားတင်ပါတယ်ဝလင်းကတင်းငိမ်စွာနဲ့ဖြည်းဖြည်းချင်းအဖြူအောင်တစ်ပင်ဟာပန်းပွင့်တယ်အနက်နဲ့အဖြူအောင်ကပြောင်းမြန်ဖြစ်တယ် ဘိုင်ဝေမင်းပြောရရင်ထဲကချို့ငားနားလေတယ်သူကပြောလိုက်ပါတယ်ဘိုင်ဝေကတပင်းကိုချပြီးခါတိတဲ့အပြုံးကိုပြလိုက်ပါတယ်ခဏတာတိတ်ဆိတ်သွားပြီးရင်တော့ဆေယောကိုကျုံလွန်သွားအောင်လို့လှည့်စားလို့မရသေးဘူးအန်နီရဲ့အစ်စ်မံမြောက်ခင်၃လလောက်အချိန်ရှိတယ်လို့ငားထင်ခဲ့တယ်အဲ့၃လအတွင်းမှာဝင်လင်းမင်းကငါ့ကိုကူညီပေးမယ်လို့ထင်ခဲ့တယ် လွမြောက်ဖို့အခွင့်အရေးက20ရာခိုင်နှုန်းလောက်ရှိတယ်လို့ထင်ခဲ့ပေမဲ့ဆရာရဲ့အစီအစဉ်ကနေလွမြောက်ဖို့ကကြောက်ရွံ့ခဲ့ရတယ်ဝင်လင်းကမျက်မှောက်ချုပ်သွားပြီမဲ့ဘာမှပြောတော့ပါဘူးဝင်လင်းမင်းကငါ့ကိုဒီလောက်မိမယ်ရှာတွေ့မယ်လို့ငါမထင်တော့ဘူးမနေ့ဖြန်မှာမင်းကိုအေးမြုပ်ပေးဖို့အတွက်ပြင်ဆင်ထားပေမဲ့အခုတော့မလိုတော့ဘူးပဲအခုကဆရာကတကားပိတ်ချင့်ညံနေတဲ့အချိန်သူကထွက်လာရင်ပုံမှန်မဟုတ်တော့ဘူးဒိဋ္ဌာမိပြီးဒီကိုလာလိုက်မယ်ဆရာကမရောက်ခင်ဝင်လင်းမင်းကပုံမြင်တဲ့ဘုတ်ကိုနားထောင်ချင်တာ ဗိုင်ဝေကခါတိရဲ့အပြုံးကိုပြပြီးသူ့ရဲ့မျိုးလုံးလေးထဲမှာဇွေစွာဖြစ်မှုနဲ့အတိတ်ကိုပြန်အောင်မိတဲ့အရေးအောင်တွေကပြင်းထန်နေပါတယ်။ငါထံပြန်ဂျိုဘိုကချမ်းသာတဲ့တမန်လူမီတာစုကနေမွေးဖွားခဲ့တာ။ငါမမွေးခင်မှာကောင်းကင်မှာအနီရောင်ကပြင်းထန်နေတယ်။ပြီးတော့ငါမွေးပြီးတဲ့နောက်မှာပျောက်ကွယ်သွားတယ်။ကျဉ်ကျဉ်ရဲ့လောကထဲကိုဝင်ပြီးတဲ့နောက်မှာအဲ့ဒီအနီရောင်အလင်းတန်းတကယ်ရန်စွမ်းရင်ဖြစ်ပြီးငါမွေးဖွားခြင်းကိုတွတ်ချက်ကြည့်ရင်အစွမ်းထက်ဆုံးရန်စွမ်းရဲ့အချိန်မှာဖြစ်တဲ့ဆိုတာငါသိလိုက်တယ်။ထောင်ထဲထိတဲ့နှစ်တွေမှာဒကြိမ်သာဖြစ်ပေါ်တဲ့အလွန်မှရှားပါတဲ့နှစ်တစ်နေပဲ။ ငါပြန်ရှာကြည့်တော့အဲ့ဒီမှာမွေးဖွားခဲ့တဲ့ကလေးတိုင်းကငါကလွယ်လို့အလုံးကသူ့မိရဲ့ရှင်ဝမ်းနဲ့မှာပဲတည်ဆုံသွားရတယ်။ယောက်ျားလေးဆိုရင်တော့အလောင်းတော့ကြံခဲ့တယ်။ဒါပေမဲ့မင်းကလေးဆိုရင်ဘာမှမကြံပဲပျောက်ကွယ်သွားရတယ်။ဘိုင်ဝေရဲ့မျက်လုံးလေးမှာဝမ်းနည်းမှုများပြင်းထန်နေပါတယ်။မမမီးချင်တဲ့အရာတစ်ခုခုကိုပြန်အောင်မိတယ်လို့ပါပဲ။ငါမှညီမတယောက်ကရှိတယ်။ငါတို့ကအမွာအစွမ်းထက်ဆုံးရန်စွမ်းရင်ကရောက်လာတဲ့အခါပြင်းထန်တဲ့ရင်းစွမ်းရင်ရှိတဲ့အချိန်တစ်ခုကရှိတယ်။ ငါအဲ့ဒီရင်းဆွမ်းရဲ့အချိန်ကိုရောက်လာတော့မဲ့အချိန်မှမွေးဖွားခဲ့တာငါရဲ့ညီမလေးကတော့ပျောက်ကွယ်သွားပြီမဲ့အဲ့ဒီအစွမ်းထက်ဆုံးရင်းဆွမ်းရဲ့ကိုစွပ်ယူလိုက်နိုင်တယ်သူ့ရဲ့ခန္ဓာကိုယ်ကပျောက်ကွယ်သွားပြီမဲ့သူ့ရဲ့ဝိညာဉ်ဟာငါရဲ့ခန္ဓာကိုယ်ထဲကိုဝင်လာတယ်အစားတော့အရာအလုံးကငြိမ်းချမ်းနေတယ်ညီမလေးရဲ့ဝိညာဉ်ဟာလည်းမလို့သေးဘူးအိပ်ပျော်နေတော့မဲ့အဲ့လိုသာဆက်ရှိနေရင်ဒီလိုအဖြစ်ဖြစ်တွေဟာဖြစ်မလာဘူးငါခုနှစ်နှစ်အရွယ်မှာကောင်းကင်ကံကြမ္မာကိုင်းကိုခေါဆောင်ခံရတယ်။ငါရဲ့ရေချင်းကအရန်ကိုကောင်းတော့ငါအရန်မမြန်ကြီးညာနိုင်ခဲ့တယ်။ မကြခင်မှာပဲအပြင်အတွင်းတစ်ပည့်ကြားထဲမှာထင်ရှားလာပြီးအတွင်းတစ်ပည့်ဖြစ်လာတယ်။မျက်စိတမဲ့အတွင်းမှာပဲယာနဲ့ချီတဲ့နှစ်တရာကုန်လွန်သွားပြီးစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကိုရောက်ရှိခဲ့တယ်။အတွင်းတစ်ပည့်ကြီးကနေထွက်လာပြီးခင်ရောက်ဆန်အိမ်မှာဆရာရဲ့ဓာတ်ရိုက်တစ်ပည့်တယောက်ဖြစ်လာဖို့အတွက်အခွင့်အရေးကိုလည်းရခဲ့တယ်။ငါရဲ့ကျင့်ကြံမှုအစဉ်အလာမြင့်တက်လာတာနဲ့ငါကဘလို့ကွဲပြားနေလဲဆိုတာကိုတဖြည်းဖြည်းနဲ့သတိထားမိလာတယ်။ငါရဲ့ဝိညာဉ်တော်ကငါရဲ့ညီမလေးရဲ့ဝိညာဉ်ဖြစ်ပြီးသူ့ရဲ့ဝိညာဉ်ကနှုတ်ထလာတော့မဲ့လက္ခဏာတွေကိုပြလာတယ်ဆိုတာကိုလည်းငါကသိလိုက်တယ်။ ငါရဲ့မူလအစီအစဉ်က तू အားနိုးထလာရင်ဆေးရောက်ကို तू ရဲ့ဝိညာဉ်ကိုခွဲထုတ်ပေးဖို့နဲ့ပြန်လည်ဝင်စားခြင်းစုံဝင်တဲ့ကိုဝင်ရောက်စေဖို့အတွက်တောင်းဆိုဖို့ဘိုင်ဝေရခါတိစွာနဲ့တပင်းဝင်ချလိုက်ပေမဲ့မကြခင်မှာပဲ तू ရဲ့မျက်နှာထားရက်ဆက်ကျဉ်ကျုပ်လာပြီးတောင်းမြောက်ကိုအန်ချိလိုက်ပါရင် ဘိုင်ဝေရဲ့မျက်လုံးတွေကချင်းမြောင်းသွားပြီးဝန်လင်းကိုကြည့်ကခေါင်းညှိလိုက်ပါလေသူကဘာမှပြောပဲနေလိုက်ပါလေအချိန်ကနီကက်လာနဲ့အမျှဘိုင်ဝေကနှဆိုင်စွာနဲ့အသက်ရှူသွင်းလိုက်ပြီးသူ့ရဲ့ပဝင်ကျင်းကကဘာကိုအတိပ္ပယ်ပါနဲ့ကြည့်လိုက်ပါလေနောက်ဆုံးမှသူ့ရဲ့မျောက်ကြည့်မှုကအရှိဘက်ကိုရောက်သွားပြီးသူ့ရဲ့ဇာတိမျိုးကိုမြင်အောင်နေသလိုပါပဲသူ့ရဲ့မျက်လုံးတွေမှာဝန်းနေမှုတွေကပေါ်လာပြီးဖြည်းဖြည်းချင်းမှိတ်သွားပါလေမျက်လုံးကမှိတ်သွားတဲ့အချိန်မှာအလွန်အမထူထဲတဲ့ရင်းစွမ်းရင်ကအစမတန်မြင့်တက်လာပါလေ ထိုတိုးတက်လာမှုကကြောက်စရာကောင်းလောက်အောင်ပါပဲထိုအချိန်မှာညှိုးနှဲနေတဲ့အပင်အလုံးကဖမိုးတွေအဖြစ်ပောက်ကွဲသွားပါတယ်ဂျိုင်းဝဲနေရည်မှာရေခဲများဖြစ်ပေါ်လာပြီးအကွဲတက်များဟုတ်ပါကြားပါတယ်ကောင်းကင်ရင်ဆွေးရင်ကသူ့ရဲ့ခန္ဓာကိုယ်ကနေထွက်လာပြီးသူ့ရဲ့ခေါင်းပေါ်မှာဝေကရတစ်ခုကဖြစ်လာပါတယ်ထိုဝေကရကရင်ဆွေးရင်နဲ့ဖယ်စီထားပြီး လေပက်လာနဲ့အမျှပိုကြီးလာပါလေရင်းဆွင့်ကလည်းဟင်းရောက်လာပါလေဝလင်းရဲ့မျက်လုံးတွေကမူးကျို့လို့တောက်ပါနေပြီးဘိုင်ဝေကိုတိတ်ဆိတ်စွာနဲ့ကြည့်နေပါလေဝဲကြီးကပုံမှုမျက်စံစွာနဲ့လေပက်နေပြီးမှုန်တိုင်းတစ်ခုကဖြစ်လာပါလေဂျိုင်ဝမ်းကြားတစ်ခုလုံးရေခဲတွေနဲ့ဖုံးလွှမ်းသွားပါလေနှိုးနှဲနေတဲ့အပင်နီးရမ်းတော်ရေခဲဖြစ်သွားပါလေ ဂျိုင်ဝင်းဝေါမှာရှိတဲ့ကန်တချက်ကတိမ်မွေးပေမဲ့ယခုတော့ပြိုကွဲသွားပါပြီ။အပြင်ကနေဂျိုင်ဝင်းချောင်းကိုကြည့်ရင်မိုးရွာနေတာကိုမြင်ရပါလိမ့်မယ်။ကောင်းကင်ကဒေါသထွက်နေသလိုမိုးကြိုးတွေကကျနေပြီးမိုးချိမ့်တန်တွေကထွက်နေပါတယ်။မိုးရေးတွေအများကြီးကလည်းရွာကျလာပြီးရေအိမ်တွေကဖြစ်လာပါတယ်။မိုးကဆက်ရွာနေတဲ့အများကြီးရေအိမ်တွေမှာလှိုင်းတွေကလည်းပေါ်လာပါတယ်။ တို့ရရင်ထုံမူရထဲမှာဂျိုင်ဝန်းကြားအပြင်အားနေဖြစ်တော့ထားသလိုပါပဲမမြင်ရတဲ့အားတစ်ခုကမိုးရေတွေကိုတားဆီးပေးနေသလိုပါပဲမိုးရေတွေကဂျိုင်ဝန်းပြဘက်မှာရက်တန့်ပြီးထိုအကာတခြားကိုစစ်စစ်နေပါတယ်မိုးကပို့ပြီးတော့ပြင်းထန်လာတဲ့အမျှဂျိုင်ဝန်းကြားအပေါ်မှာမှိန့်ဖြူရအလင်းတစ်ခုကိုမြင်လဲရပါတယ်ထိုလင်းကဂျိုင်ဝန်းပက်လက်ကအကာကိုမွေးရီမြင်တောင်အောင်လို့လုပေးလိုက်တာပါယခုချိန်မှာဂျိုင်ဝန်းတွင်းရရင်ဆွမ်းရင်ကပုံမအကောင်းလာတဲ့အမျှအကာရင်ကလည်းခံနိုင်မရှိတော့ပါဘူး အကမှာအကွဲကြောင်းတစ်ခုကလည်းပေါ်လာပါတယ်အကွဲကြောင်းကပေါ်လာတဲ့ချိန်မှာရင်းဆွဲနေရထွက်လာပါတယ်မမြင်ရပေမဲ့ကောင်းကင်ကိုလှုပ်ခစေတဲ့အကွဲတပ်များထွက်ပေါ်လာပါတယ်အကွဲကြောင်းနေထဲကိုမွေးနေရမကြိုက်ခင်မှာပဲရင်းဆွဲရင်ကြောင်ရေခဲတွေဖြစ်သွားပါတယ်ရင်းဆွဲရင်ကကောင်းကင်ထဲကိုမြင့်တလာနေအမြအလွန်အမထူးဆန်းတဲ့မြေခွေးတစ်ခုကလည်းပေါ်လာပါတယ် ရင်းစွမ်းအင်ကဖျက်တမ်းသွားတဲ့နေရာတိုင်းမှာမွေးစံအလုံးကရေခဲဖြစ်သွားပါတယ်အဝေးကနေကြည့်မဲ့ဆိုရင်မူကြိုးတွေကတောက်ပတိုင်းတောက်ပတဲ့ပလဲမူကြိုးတစ်ခုလိုပါပဲဒူဝါနေထိုးနေရမှာနေမပြီးသေးပါဘူးအကမှာအကွဲချောင်းနေရာပုံများလာပါတယ်အကွဲချောင်းတိုင်းကနေရင်းစွမ်းအင်နေရာလည်းပုံမှုထွက်လာပါတယ်ရင်းစွမ်းအင်နေရာထွက်လာတဲ့အမျှမွေးတွေကရေခဲတွေလိုပုံမှုဖြစ်လာပါတယ်ခဏကြာမှာအကအပိုင်မဲကွဲသွားပါတယ်အကကွဲသွားတဲ့အချိန်မှာရင်းစွမ်းရဲ့အမြောက်များမြွေရင်ပေါ်မှာပြန့်နှံ့သွားပါတယ် ထိုးချိန်မှာပဲဂျိုင်ဝမ်ဘို့ပြုတ်ပြီးပဝင်းချင်းရမွေးဇာတန်ရရေခဲဖြစ်သွားပါလေအသက်ရှုချိန်အနေငယ်အတွင်းမှာပဲမွေးဇာအလုံးကရေခဲတွေဖြစ်သွားပါလေဝင်လင်းရဲ့မျက်လုံးတွေဟာထူးဆန်းတဲ့အလင်းတန်များထွက်ပေါ်လာပါလေ ထိုရင်ဆွမ်းရင်ကအလွန်အမအကောင်းပါလေ။သူ့ရဲ့ရှေးအောင်နှဖျားခန္ဓာကိုယ်နဲ့တော့သူ့အတွက်ခံရခက်ပြီးခြေလန်းနေငယ်တော့ဆုလဲရပါလေ။ဝင်လင်းရှိမှထိုင်နေတဲ့ Bayes Benia လေးမရှိပဲလှူရှားနေပါလေ။သူ့ရဲ့ဝစ်စားတွေကလေးတိုက်ခံရသလိုတစ်ဖက်နဲ့မြည်နေပါလေ။သူ့ရဲ့ခန္ဓာကိုယ်ထဲကရင်ဆွမ်းရင်ကအထွန်းထဲကိုရောက်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်နှမောင်းနဲ့အပြောင်ရေခဲတွေကအမြဲဖုံးလွှမ်းသွားပါလေ။မျက်စိတမဲ့အတွင်မှာပဲနှမောင်းနဲ့အပြောင်ရေခဲတွေကသူ့ကိုလုံးဝဖုံးလွှမ်းသွားပါလေ။ပြီးတော့သူ့ရဲ့မျက်ခုံးတစ်ခုချာမှာစူးစီးသွားပြီးစူးရည်အဖြစ်ပြောင်းလဲသွားကမျက်ခုံးတစ်ခု ထားကိုထောက်နေပါလေ။ BioWare ရဲ့မြခုံတစ်ခုချာမှာထူးဆန်းတဲ့အမှတ်အသားတစ်ခုကပေါ်လာပါလေ။ထိုအမှတ်အသားကဝန်လင်း BioWare ရဲ့ခန္ဓာကိုယ်အတွင်းအရင်းဆွဲရွေလျာမှုကနေဖြစ်ပေါ်လာတာကိုမြင်လဲရတဲ့အမှတ်အသားနဲ့အတူတူပါပဲ။ ထိုအချိန်မှာထိုအမှတ်သားကနေမိန့်ပြော့အလင်းတစ်ခုဟာထွက်လာပါလေတခါလက်တိုင်ဘိုင်ဝီကနာကျင်နေတဲ့မူယာကိုပြသပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲကရင်ဆွဲနေ ਉਹ အမှတ်သားကဆုပ်ယူနေပါတယ်တခါလက်တိုင်ဘိုင်ဝီရဲ့ပလက်မှာနတ်မောင်နဲ့အပြောင်းရေခဲတွေကပုထုလာပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကရေခဲနဲ့တဖြည်းဖြည်းပေါင်းဆက်သွားပြီးရေခဲတစ်စိတ်တစ်ပိုင်းဖြစ်လာပါတယ်အမှတ်သားကပူပူပြီးတော့လင်းလာနေအမြရင်ဆွဲရင်ကပူပူပြီးတော့ဆုပ်ယူခံရပါတယ်မတိုင်ခင်မှာပဲရင်ဆွဲရင်နောက်ဆုံးစိတ်ပိုင်းကိုအမှတ်သားကဆုပ်ယူလိုက်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကလည်းတုံ့ရင်သွားပြီးလေပင်ကနေအောက်ပိုင်းအလုံးက ရေခဲဖြစ်သွားပါရင်မြန်ခုံးတစ်ခုကြားအမှတ်သားမဲမောက်နေတဲ့ခင်ရောက်ဖြစ်ပြောင်းသွားပြီးထိုထဲရရင်ဆွဲရင်ကအံ့ဩစရာကောင်းလောက်ပါပဲပေါ်ပြလို့မရတဲ့နာကျင်မှုကြောင့်ဘိုင်ဝီကသူ့ရဲ့ဘွားရဲ့နောက်ဆုံးဟိန်းတန်းကိုထုတ်လွှတ်လိုက်ပါရင်သူဟင်းသက်မှာအလုံးစုံမြင်ရှိသူအပေါ်သူ့ရဲ့မကျင်နှံ့မှုဝမ်းနည်းမှုမျှလင့်ချက်မဲမှုနဲ့ကံကြမ္မာကိုစန့်ကျင်တဲ့တိုက်ပွဲဝင်ခဲ့ရတဲ့သူ့ရဲ့ကြိုးစားအားထုတ်မှုအလုံးကပေါဝင်နေပါတယ်။ဒါအပြင်စိတ်သက်သာရမှုအနေနဲ့ရလည်းပေါဝင်ပါတယ်။ ဝလင်းကထိုဟိန်တန်ကြောင့်ထိခိုက်သွားတဲ့ပုံရပါတယ်။သူ့ရဲ့မျက်နှာရှုပ်ထွေးသွားပြီးခြေလန်းနှင်းငယ်နောက်ဆုပ်လိုက်ပါတယ်။ဘိုင်ဝေရဲ့အတွေးကိုသူကနားလဲပါတယ်။ထိုရာအလုံးစုံမင်းရှိသူကိုစန့်ကျင်တဲ့ပုံကံမှုတစ်ခုပါ။ထိုရာလည်းတမျိုးသောစန့်ကျင်တိုက်ပွဲဝင်မှုတစ်ခုလို့ပြောလို့ရပါတယ်။ဘိုင်ဝေရဲ့ဟိန်တန်ကကီလိုမီတာထမုံများစွာကိုပြန့်နှံ့သွားပါတယ်။ဒိုးရရင်သူ့ရဲ့ဟိန်တန်ကမိုးတက်ထန်းစွာရွာတန်နဲ့မိုးချိုပြင်းထန်းစွာကြာတန်တွေကြောင့်ဖုံးလွှမ်းသွားပါတယ်။အလုံးစုံမရှိသူငါရဲ့အသက်နဲ့ခမားကြီးကမှားတယ်ဆိုတော့ဒီချိန်တော့တက်တိတ်ပြမယ်။ ငါဘိုင်ဝေရတင်မီလောကမှာရင်မောပြမည် ငါရဲ့အသုံးဝင်တဲ့အသက်ကိုအလုံးစုံမြင်ရှိသူဟာမှားကြောင်းတချိန်တော့တသိပြဖို့အတွက်အသုံးပြုမယ်။ဘိုင်ဝေကရီတုစွာနဲ့ရင်မိုးလိုက်တဲ့အချိန်မှာသူ့ရဲ့ရင်ဆွဲရဲ့အားလုံးပါဝင်တဲ့အမှတ်သားထူးဆန်းစွာနဲ့ပြောင်းလဲသွားပါလေ။ဝေကေကလေပက်လာနဲ့အများအဆုံးမရှိတဲ့ရင်ဆွဲရင်ကအထက်ထက်စူးစီးလာပြီးမူချင်းတန်များထွက်ပေါ်လာပါလေ။ချက်ချင်းပဲအမှတ်သားအနေဖြစ်ပေါ်လာတဲ့ဝေကေကအဆုံးစွန်ကိုရောက်ရှိသွားပါပြီ။ဝေကေရဲ့အနှံ့ဆဲဆုံးနေရာမှာရွှေရောင်အလင်းတစ်ခုကလည်းပေါ်လာပါလေ။ရင်ဆွဲရဲ့အားလုံးကရီတုစွာနဲ့ထိုးနေရာကိုစုပြုံလာပါလေ။ချက်ချင်းပဲရင်ဆွဲရဲ့အားလုံးကပြောက်ကွက်သွားပြီးဝင်လင်းစီကို ရွှေလျားတဲ့တောက်ပါတဲ့ရွှေအောင်အဆက်တစ်ခုသာကျန်ရှိပါတော့တယ် ။ဘိုင်ဝီရဲ့ခန္ဓာကိုယ်ကတော့မလုံမရပါပဲ။သူ့ရဲ့အသက်သက်အလုံးကြီးပါဆုံးရှုံးသွားပြီးရက်ဆက်ကြမ်းကြုတ်တဲ့မျက်နှာမူယာနဲ့ရေခဲရုပ်ထုတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။ထာဝရရေခဲရုပ်ထုတစ်ခုပါပဲ။ထိုရေခဲရုပ်ကကံကြမ္မာရဲ့ထိန်ချုပ်မှုကိုမလိုလားတဲ့စန့်ကျင်တဲ့အချိန်ဝါကိုထုတ်လွှင့်နေပါတယ်။ရွှေရောင်အဆက်ကဝလင်းစီကိုယူလျက်လာပါတယ်။ထိုအဆက်ကနေအာကောင်းတဲ့အသက်သက်ပြင်းထန်မှုအပူချိန်ကိုဝလင်းကခံစားရပါတယ်။အဆုံးရောက်ရန်ရဲ့အစိတ်ပိုင်းတစ်ခုဝလင်းကသူ့ရဲ့ညာလက်ကိုမြှောက်လိုက်ပြီးရွှေရောင်အဆက်ကိုလှမ်းလိုက်ပါတယ်။ထိုအချိန်မှာပဲဂျိုင်ဝမ်နေရရေခဲအလုံးကအေးပြောသွားပြီးမကြခင်မှာ ါပဲအားလုံးကရေပျော်သွားပါတယ်။မျက်ပင့်စိမ့်နေရလဲအမြဲပဲပေါက်လာပြီးဂျိုင်ဝမ်ကຫນွေဥရတီကိုရောက်ရှိသွားပါတယ်။ဂျိုင်ဝမ်ရဲ့အဖင်ဘက်မှာရေခဲဖြစ်နေတဲ့မွေးစားအားလုံးကလည်းရေပျော်ပြီးအမြဲပဲကျဆင်းလာပါတယ်။ရင်းဆွဲရင်ကြောင်ဖြစ်ပေါ်လာတဲ့ပြောင်းလဲမှုအားလုံးကပုံမှန်တိုင်းဖြစ်သွားပါတယ်။ဝင်လင်းရဲ့လက်ကဆွမ်းထက်ဆောင်ရံကိုထိတွေ့လိုက်တဲ့အချိန်မှာအချိန်ကုန်သွားပါပြီ။ကောင်းလင်းကန်ဂျမာဂိုင်းမှာအလွန်အမထူဆန်းတဲ့တောင်တလုံးဝရှိပါတယ်။မြေကြီးထဲမှာမြုံနှံထားတဲ့လှန်သုံးချောင်းလိုပုံစံရှိပြီးမြေပြင်အပေါ်မှာထိတ်သုံးခုသာကျန်ရှိပါတယ်။အယောင်ခုနှစ်မျိုးရှိတဲ့စွမ်းရင်စကွင်းတွေကအလင်းတန်းများကိုထွက်လွှတ်နေပါ ါတယ်ဒေတာတဝိုက်ကိုပြင်းနေနေတဲ့ကောင်းကင်ဘုံစွမ်းအင်ကြီးတောင်ကောင်းကင်ဘုံနယ်မြေလုံးအောင်ထင်ရပါတယ် အလုံးစုံမြင်ရှိသူဟာအလဲတောင်ထိပ်မှာထိုင်နေပါတယ်။သူကအဖျော်ယောင်ဝေးုံကိုဝစ်ဆင်လာပြီးသူ့ရဲ့စပင်းကြီးကလေနဲ့တူလှူရှားနေပါတယ်။သူကအသက်ကြီးပေမဲ့ယုံရင်နေတဲ့ပုံမပေါ်ပါဘူး။ကောင်းကင်တမန်တပားလိုပါပဲ။အချိန်ကုန်သွားတဲ့အခါသူကမျက်လုံးကိုဖင်လိုက်ပါတယ်။သူကမျက်လုံးကိုဖင်လိုက်တဲ့အချိန်မှာမိုးတိတ်နေအမြောက်အများဖြစ်တန်းသွားပါတယ်။ပို့ပြီးတော့အန်တိစရာကောင်းတာသူ့ရဲ့မျက်လုံးထဲမှာနေနေလာကဗျုံးနေဖြစ်သွားပြီးမိုးတိတ်အားလုံးကအမြဲမဲပြောင်းလဲသွားပါတယ်။အချင်းကိုရန်ကအလုံးစုံမြင်ရှိသူရဲ့မျက်လုံးထဲမှာရှိနေတယ်လို့ပါပဲသူကငိမ်သက်စွာနဲ့မြေကြီးကိုကြည့်လိုက်ပါတယ်အတော်ကြာပြီးရဲ့နော ောက်သူကတပင်းကိုချလိုက်ပါရင် လူတိုင်းကတတန်းရှိဖို့ကဘာကြီးလို့ထာဝရရှင်တန်ဖို့အတွက်ကိုလိုလားကြတယ်ဒါပေမဲ့အဲ့ဒီတတန်းရှိတာဘာလို့ဆိုလို့လဲဆိုတာဘယ်နှစ်ယောက်ကသိလဲကဘာကြီးလို့ထာဝရရှင်တန်ဖို့ဆိုတာကဘာကြီးကအမဲရှိနေတယ် ဒါကြောင့်ဘသူကသူတို့ကကဘာကြီးလို့အသက်ကြီးတယ်လို့ပြောရင်းမလဲသူတို့လူလာတာမျှလင့်ချက်မဲ့တဲ့အရာတခုဒါကပျော်စိတ်ရဲ့အမြင်ပဲငါအလုံးစုံအမြင်ရှိသူဟာကဘာကြီးလို့ထာဝရရှင်တန်ဖို့မရှာဘူးငါရဲ့ကံကြမ္မာကောင်းကင်ရဲ့ကံကြမ္မာဖြစ်လာစေခြင်းနဲ့ငါရဲ့ဆာနာကောင်းကင်ရဲ့ဆာနာဖြစ်လာစေခြင်းနဲ့ကောင်းကင်ရဲ့တာဝကငါရဲ့တာဝနဲ့ပေါင်းစည်းသွားစေခြင်းနဲ့အလုံးစုံမြင်ရှိသူရဲ့အကြီးကဝေလက်နဲ့မိစာမျက်စိမျိုးဘက်ကိုရောက်ရှိသွားပါလေ။သူ့ရဲ့မျက်လုံးလေးမှာအထူးဆန်းတဲ့အလင်းတန်းနေနဲ့ဝလင်းမင်းရလုရဲတဲ့ပေါ့ ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမြင်တရှိပါတယ်